မန္တလေးမြို့ချမ်းရိတ်သာဆန်မြို့နယ်ဈေးကျူတော်84လမ်း26လမ်း28လမ်းကြားမှာရှိတဲ့တောင်မြောက်တိုက်တန်းကြီးဈေးအဆောင်အုံတွေကိုငလင်တန်းကြောင့်ထိခိုက်ပျက်စီးမှုအနည်းရောအဆင့်သက်မှတ်ကစတင်ဖြိုချပြတ်သိမ်းနေပြီလို့အဆင့်မြင့်ဈေးကျူတော်နဲ့တိုက်တန်းကြီးဈေးအကျူတော်ဆောင်အဖွဲ့ကဆိုပါတယ်မလာ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးဈေးကျူတော်မှာရှိတဲ့မန်းမြန်မာပလာဇာတောင်မြောက်တိုက်တန်းကြီးဈေးအပအဝင်ဈေးဆိုင်ကအဆောင်အုံအများပြားထိခိုက်ပျက်စီးမှုရှိခဲ့ပါတယ် ဈေးချတော့ဈေးုံနေနဲ့မျက်နှာချင်းဆိုင်84လမ်းရဲ့အရှိတ်ချမ်းမှာရှိတဲ့တောင်မြောက်တိုင်တန်းကြီးအဆောက်အုံတွေဆူဆူရွရွပြိုကျပျက်စီးခဲ့ပြီးလူထိခိုက်ဒေဆုံးမှုတွေပါရှိခဲ့တယ်လို့မြို့ခံတွေကပြောပါတယ်။လက်ရှိမှာတော့အဲ့ဒီတောင်မြောက်တိုင်တန်းကြီးကိုစတင်ဖြိုဖျက်နေတာဖြစ်ပါတယ်။ငလင်းလုံပြီးနောက်ဈေးချတော့ဧရိယာအတွင်းမှာရှိတဲ့ဈေးုံတည်တည်ရန်စက်ခိုင်မှုနဲ့အနေနဲ့ကင်းရှင်းအတွက် AB3 ရက်နဲ့9ရက်တွေမှာစိုးစုစစ်ဆေးအဖွဲ့နဲ့အိန္ဒိယနိုင်ငံဘေးအန္တရာယ်ကင်းရင်နဲ့ ဖြတ်သိမ်းရေးဆိုင်ရာကျွမ်းကျင်စစ်အင်ဂျင်နီယာအဖွဲ့တွေကစစ်ဆေးမှုပြုလုပ်ခဲ့ရမှာတောင်ငောက်တိုင်တန်းကြီးဈေးအဆောက်အုံတွေကိုအနေအောင်အဆက်သတ်မှတ်ကဖြတ်သိမ်းရမှာဖြစ်တယ်လို့ဈေးချိုတော်အကျိုးဆောင်အဖွဲ့က AB20 မှာထုတ်ပြန်ထားပါဗျ။ဈေးချိုတော်တောင်မြောက်တိုက်တန်းကြီးဖြတ်သိမ်းမှာမို့ဆိုင်ကန်းပိုင်ရှင်တွေကို ပြစည်းသိမ်းယူဖို့ AB9 ရက်အထိခွင့်ပြုပေးခဲ့တယ်လို့လည်းဈေးအကျိုးဆောင်အဖွဲ့ကဆိုပါတယ်စစ်ဆေးချက်အရာအစစ်မြစ်ဈေးချိုတော်ပင်မဆောက်အောင် main structure ထိခိုက်မှုမတွေ့ရဘဲ ကြက်ခိုင်မှုကောင်းမွန်လို့ AB24 ရဲ့မှာဈေးကြိုတော်ပြန်ဖွင့်မယ်လို့လည်းဈေးအကျိုးတော်ဆောင်အဖွဲ့ကထုတ်ပြန်ထားပါဗျ။မလ28ရက်ကလှုပ်ခတ်ခဲ့တဲ့ငလင်ကြောင့်မန္တလေးမြို့ပေါ်မှာလူ2000ကျော်တည်ဆုံကအဆောင်အုံများပြပျက်စီးခဲ့ပြီးလူရာနဲ့ချီအဆောင်အုံပြတွေအောင်ပိတ်မိတည်ဆုံကအလောင်းမထုတ်ယူနိုင်သေးပဲပျောက်ဆုံးနေဆဲဖြစ်ပါဗျ။အာနာသိန်းစိုးစုအနေနဲ့ငလင်ဘေးတန်ကုညီကယ်ဆေးရေးအတွက်နိုင်ငံတကာကပေးတဲ့အကူအညီအမေရိကန်ဒေါ်လာတန်းရာနဲ့ချီရရှိထားပြီးလည်းဖြစ်ပါဗျ။